ဝဲလဲလဲတချင်းကို cover ပြန်ဆိုပြီးနောက်နိုင်ငံကျော်အောင်မြင်လာခဲ့တဲ့ပိုးတိုင်းရဲ့သားခွန်ချစ်ပိုင်ဦးနဲ့ခွန်ရပိုင်ဦးအလုံးမဲမိကလာပေါင်းဗမစ်နောင်ကတွေကျဆူလိုက်ပါတယ်အစိုးရကြီးပိုးဤဆန်တိဆိုတဲ့ဝဲလဲလဲတချင်းကို brother တွေကကြားဘူးနေတာအတော်ကြာသွားပြီဖြစ်ပေမဲ့အခုထက်ထိစသားတွေကိုနားမလဲကြတဲ့သူတွေလည်းရှိနေပါသေးတယ်ခွန်ချစ်ပိုင်ဦးနဲ့ခွန်ရပိုင်ဦးတို့ကဝဲလဲလဲတချင်းကိုပြန်ဆိုတဲဖြစ်တိဆိုပြီးတဲ့နောက်မှာတောင် brother တွေကစသားတွေကိုနားလဲသွားကြတာပေါင်းအိန္ဒိယတချင်းကိုတန်ဆင်ယူထားတဲ့ဒီတချင်းကတခေတ်တခါတော့ ော့ရန်အောင်မြင်ခဲ့ပါတယ်။ခွန်ချစ်ပိုင်ဦးနဲ့ခွန်ရံပိုင်ဦးတို့ပြန်လည်သေဆိုထားတဲ့ဗီဒီယိုလေးကတော့ချီရှုသူ73သန်းကျော်သွားပြီဖြစ်ပါတယ်။ခွန်ချစ်ပိုင်ဦးကတော့ TikTok မှာ follower 1000ရှိပြီးပိုးတိုင်းရင်းသားတွေကြားထဲမှာနာမည်ကြီးတဲ့ဆိုတော်တယောက်ဖြစ်ပါတယ်။ ဘိုးအတိုင်းရင်သားတွေဖြစ်ကြတဲ့ခွန်ချစ်ပိုင်ဦးနဲ့ခွန်ရပိုင်ဦးတို့ကအတန်ကတော့မထင်မှတ်ထားတော့ကောင်းနေပြီးတချင်းရဲ့ရတာကိုပေါ်လွင်အောင်တည်ဆောက်နိုင်ကြပါတယ်။ဒါကြောင့်တချင်းထွက်ရှိပြီးမကြခင်မှာတဲ့လူကြိုက်များသွားတာပေါ့။တချို့ကတော့သူတို့နှစ်ယောက်ကိုခုမှတချင်းနဲ့စတင်တည်ဆောက်ကြတယ်လို့ထင်ကြပါတယ်။ တကယ်တော့သူတို့နှစ်ယောက်ကကိုပိုင်တချင်းတွေလည်းထွက်ရှိထားပြီးပြန်ဆိုတဲ့တွေလည်းတိဆိုကြတာပေါ့အတန်ကိုပဲအဓိကအားထားပြီးတော့တိဆိုတဲ့အတွက်သူတို့ရဲ့ရုပ်ရည်ကိုတော့ဦးစားမပေးပါဘူးလက်ရှိအဆိုတော်တွေလိုချမောခန့်ညားနေတာမျိုးမဟုတ်ပေမဲ့လည်းအညိုစင်လေးတွေဖြစ်ကြပြီး ယောက်ျားပြေးသားရဲ့ရုပ်ရည်တွေဖြစ်လို့မင်းကလေးပရိသတ်တွေကလည်းသဘောကျကြတာပေါ့ခွန်ချစ်ပိုင်ဦးနဲ့ခွန်ရပိုင်ဦးတို့ကရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်ထီတလီရွာမှာနေထိုင်ကြပြီးမိဘလက်ငုပ်လည်ရင်အလုပ်တွေကိုလည်းလုပ်ကင်ကြသလုံးအလတ်တဲ့အချိန်မှလည်းတချင်းဆိုကြပါတယ်ကျင်းရွာလေးမှာနေထိုင်ပေမဲ့လည်းအတန်ကတော့မထင်မှတ်ထားလောက်ခေါင်းနေတာကြောင့်လူတယောက်ကိုရုပ်ရည်နဲ့ကြည့်ပြီးဆုံးဖြတ်လို့မရဘူးဆိုတာတကယ်မှန်သွားပါတယ်ခွန်ချစ်ပိုင်ဦးနဲ့ခွန်ရပိုင်ဦးတို့ကိုညီကိုတွေလို့ထင်ကြပေမဲ့သူတို့တွေကအင်းနီနာချင်းတွေဖြစ်ကြပါတယ် နှစ်ယောက်လုံးကနမဲဆင်တူနေတဲ့အပြင်ရုပ်ရည်ကလည်းအနှဲငယ်တူနေတာကြောင့်ညီကိုရီလိုထင်ကြတာပေါ့သူတို့နှစ်ယောက်ကပွဲတွေမှာလည်းလိုင်လံဖြောပြလေးရှိပြီးဝါသနာရသချင်းတွေကိုဂစ်တာတီးဆိုပြပါတယ်ဝဲလဲလဲသချင်းကိုအခြားဆိုတော်တွေလည်းဝဲပြီးတော့တီးဆိုကြပေမဲ့စာသားတွေကိုသေချာနားမလည်လိုက်ပါဘူးသူတို့နှစ်ယောက်ကတော့ပြပြတတတီးဆိုပြလိုက်ပြီးတဲ့နောက်မှာသချင်းတွေကစာသားတွေကိုနားလည်သွားကြပါတော့တယ်သူတို့နှစ်ယောက်တီးဆိုထားတဲ့သချင်းတွေထဲမှာဝဲလဲလဲသချင်းပြင်ပင်စိမ့်တီးပို့ထိုးသချင်းကိုလည်းလွှဲကြိုက်များကြပါတယ်ခွန်ချစ်ပိုင်ဦးကနာကျင်လို့ နဲ့ဘာဘီဆိုတဲ့တခြင်းကိုတိဆောထားတဲ့အဆိုတော်ဖြစ်ပြီးအခုမှပဲအဆိုတော်ကိုမြင်ဖို့တော့ကြပါတော့တယ်။ခွန်ရပိုင်ဦးကလည်းတခြင်းတွေကို cover ပြန်လဲတိဆောလေးရှိပြီးကိုပိုင်တခြင်းတွေလည်းထွက်ရှိထားပါတယ်။ဘိုးလူမျိုးတွေကရိုသားပြီးအလို့စ조사ကြသလိုတခြင်းဆိုတဲ့နေရာမှာအတန်ကောင်းတဲ့ဆိုတော်ကိုလည်းပြသလိုက်တာပါ။ ခွန်ချစ်ပိုင်ဦးနဲ့ခွန်ရပိုင်ဦးတို့ကတချင်းတွေကိုဂိချိန်ပြီးပြန်လဲသည်ဆိုတဲ့နေရာမှာဆရာကြတာကြောင့်သူတို့ရဲ့ဗီဒီယိုတွေကိုတကူတကစောင့်ကြည့်ပြီးအပင်းနေကြပါတယ်။ပေါ်ပင်းနေလုတ်ပြီးနမဲကြီးချင်းသူတွေကြားထဲမှာခွန်ချစ်ပိုင်ဦးနဲ့ခွန်ရပိုင်ဦးတို့ကတော့ကိုပိုင်ရဲ့ချင်းတွေကိုအသုံးချပြီးတော့လူသိများလာပါတယ်။အတန်သေးအတန်ကြောင့်တဲ့ဒီဆိုနေသူတွေထပ်ပိတကြည်များတဲ့အတန်ပိုင်ရှင်နှစ်ယောက်ကိုပို့ပြီးအပေးလာကြတာပေါ့ဘရဒကြီးရောခွန်ချစ်ပိုင်ဦးနဲ့ခွန်ရပိုင်ဦးတို့ဒီဆိုထားတဲ့ဝဲလဲလဲတချင်းကိုသဘောကျရလားဆိုတာပြပြခဲ့ပါအောင်ရှင် အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်တမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ